မင်္ဂလာပါရှင်မိုးလေဝသနဲ့ဇလဗီရာညချမှုဦးစီးဌာနကနေမတ်လ16ရက်ဒီကနေ့နေ့9နာရီအချိန်ထုတ်ပြန်လိုက်တဲ့သတင်းကိုကြေညာပါမယ်ရှင်။ ကပ်လီပင်လယ်ပြင်နှင့်ဘင်္ဂလားပင်လယ်ဂျာမိုင်းတို့တွင်တိမ်သင့်တိမ်ဖြစ်ထွန်းနေပြီးကြံမင်္ဂလားပင်လယ်တို့တွင်တိမ်နှဲငယ်ဖြစ်ထွန်းနေပါမယ်။ဒီကနေ့ညနေထိခမန်းချက်ကတော့ကချင်ပြည်နယ်တွင်နေရာကြီးကြီးစကိုင်းတိုင်းဒေသကြီးထပ်ပိုင်းနှင့်တနင်္လာရီတိုင်းဒေသကြီးတို့တွင်နေရာကွက်ကြားမိုးထစ်ကြုံရပါမယ်။ရွာရာနှုန်း80ဖြစ်ပါတယ်။ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့တွင်တိမ်သင့်တိမ်ဖြစ်ထွန်းပြီးကြံတိုင်းဒေသကြီးနယ်ပြည်နယ်တို့တွင်အများအပြားအထင်တရားပါမယ် မြမပင်နေပြင်တွင်လှိုင်းနေငယ်မှလှိုင်းတင်းတင်းရှိပါမယ်။လှိုင်းမြင့်မှာမြမကန်ရဲတခြားနေကန်လွန်ပင်လေပြင်တွင်လေးပေမှ6ပေကန်ရှိနိုင်ပါသည်။နောက်နေ့အတွက်ခမန်းချက်ကတော့စကိုင်းတိုင်းဒေသကြီးထပ်ပိုင်းတင်တနိုင်တိုင်းဒေသကြီးနဲ့ကချင်ပြည်နယ်တို့တွင်နေရာကွက်ကြားမှုဆက်လက်ထစ်ချုံရပါမယ်။နေပြည်တော်ရန်ကုန်မြို့မန္တလေးမြို့နယ်ဤတဝိုက်အတွက်ဒီကနေ့ညနေထိခမန်းချက်ကတော့အများအပြားဖြင့်တာယာပါမယ်ရှင်။